ရှိရှိတုန်းကရေခိုးတွေဝေနေတဲ့တောင်တန်းကြီးတွေကြားမှာတာယာနှပ်ပတဲ့ရွာလေးတွေပါရှိတယ်။အဲဒီရွာမှာမေလို့ခေါ်တဲ့နှလုံးသားနူးညံ့တဲ့မိန်းကလေးတစ်ယောက်နေထိုင်နေတယ်။မေဟာတောရဲကိုသွားပြီးပြည့်ပြည့်ပန်းပန်းမျိုးကိုဂယုဆွဲရတာကိုအင်မတန်နှစ်သက်တယ်။တနေ့မှာတော့မေဟာတောရဲမှာလမ်းလျှောက်နေတော့ ရွှေရောင်တောက်ပနေတဲ့ငှက်ကလေးတစ်ခါကိုတွေ့လိုက်။အဲ့ဒီငှက်ကလေးဟာတချောင်းငှက်တွေနဲ့မတူပဲအလွန်ထူးဆန်းပြီးလှပလွန်နေ။မေဟာအဲ့ဒီငှက်ကလေးကိုအံ့ဩတကြီးနဲ့ချိန်နေတော့ငှက်ကလေးကသူ့ကိုတူတူလေးအော်လိုက်တယ်။မေဟာငှက်ကလေးရဲ့အော်ဒန်ကိုနားထောင်လိုက်တော့အံ့ဩသွားတယ်။ဘာလို့လဲဆိုတော့ အဲ့ order ဟာလူသားတွေပြောတဲ့စကားတန်နဲ့တူနေလို့ပဲ။ညက်ကလေးကမိကိုသူ့နောက်ကိုလိုက်ခဲ့ဖို့ပြောနေတာဖြစ်တယ်။မိဟာစိတ်လှုပ်ရှားစွာနဲ့ညက်ကလေးနောက်ကိုလိုက်သွားတယ်။ဖက်ကလေးဟာတောနဲ့ချဲကိုတဖြည်းဖြည်းပြန်ပန်းသွားပြီးနောက်ဆုံးမှာလှုပ်ဝက်တဲ့ကူတစ်ခုရှိမှရက်လိုက်တယ်။ဂူဝါကိုရောက်တော့ဖက်ကလေးကမိကိုဂူထဲကိုဝင်ဖို့အချက်ပြလိုက်တယ်။ မေဟာစောက်ပင်နဲ့စူးစမ်းလိုစိတ်ကြောင့်ဘူရဲကိုဝင်သွားတယ်။ဘူရဲမှာမှောင်မဲနေရင်နဲ့မကြခင်မှာပဲလေရေလေးမှာတက်ထားတဲ့တက်ပါတဲ့ကြောင်းမြေရတနာကြီးရဲ့အလင်းရောင်ကြောင့်လင်းထိန်သွားတယ်။အဲ့ဒီအချိန်မှာပဲအံ့ဩစရာကောင်းတဲ့အတန်တစ်ခုထွက်ပေါ်လာတယ်။မေမေဟာ တန်လာရကိုလှည့်ကြည့်လိုက်တော့အရဲကပါတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်တယ်။အဲ့ဒီအမျိုးသမီးဟာရွှေရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးသူ့ဘေးမှာခုနကရွှေရောင်ငှက်ကလေးကရက်နေတယ်။အမျိုးသမီးကမိကိုပြောမီပြောလိုက်တယ်။ငါဟာဒီတောင်တန်းရဲ့နေသမီးပဲ။နေဟာနှလုံးသားဖြူစင်တဲ့မိန်းကလေးဖြစ်လို့ငါနဲ့ကိုဒီကိုခေါ်လာတာ။ ခုနကငှက်ကလေးကငါ့ရဲ့အစီခံပဲငါနင့်ကိုဆုတခုပေးခြင်းလေမေဟာအံ့ဩလို့လို့ဘာပြောရမှန်းတော့မသိတော့ဘူးလက်သမီးကဆက်ပြောတယ်နင်ပါဆုဖို့လိုချင်လဲပြောပါမေဟာခဏလောက်စဉ်းစားပြီးတော့ပြောလိုက်တယ်စမဘာမှမလိုချင်ပါဘူးလက်သမီးကျမတို့ရွာကလူတွေအားလုံးပျော်ရွှင်ပြီးကျမနေရင်ပဲခြေနဲ့ပါပြီး နတ်သမီးဟာမင်းရဲ့စကားကိုကြားတော့ပိုပြီးပြုံးသွားတယ်။မင်းရဲ့စိတ်ထားလေးဟာတကယ်ကိုလှပတာပဲ။ငါနစ်ဆန္ဒကိုဖြည့်ပေးမယ်။ဒါအပြင်မင်းကိုဒီရွှေရောင်ဟက်ကလေးကိုလည်းပေးလိုက်မယ်။ဒီဟက်ကလေးဟာနင့်ကိုကံကောင်းခြင်းတွေယူဆောင်ပေးလိုက်မယ်။ဒါပေမဲ့တခုတော့တတိထားပေးပါ။ဒီငှက်ကလေးရဲ့လှုပ်ဝက်ချက်ကို တခြားဘသူကိုမှမပြောရဘူး။မေဟာဝမ်းနာအားရနဲ့နှစ်သမီးကိုကျေးဇူးတင်စကားပြောပြီးရွှေရောင်ငှက်ကလေးကိုခေါ်ပြီးသူ့ရွာကိုပြန်လာခဲ့တယ်။အဲ့ဒီအချိန်ကစပြီးမေရုရွာဟာတဖြည်းဖြည်းတရားဝတ်ပြောလာပြီးလူတွေအားလုံးပျော်ရှင်စွာနေထိုင်သွားကြတော့တယ်။မေဟာလည်းရွှေရောင်ငှက်ကလေးနဲ့အတူ အမြဲပျော်ရွှင်စွာနေထိုင်သွားခဲ့တယ်။နေ့တမီရဲ့လိုဝတ်ချက်ကိုတော့သူတသက်လုံးဘသူကိုမှမပြောပြခဲ့ဘူး။ The golden bird secret a whisper sound A human voice on hallowed ground Follow me now to the hidden cave Good fortune and blessings I will save